မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ၄ရက်နေ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စီးရေးစီးပွားရေးလူပွေသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့ရန်ကုန်မှာစာရက်စာတမ်းတုနဲ့တိုက်ခန်းများရောင်းချနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မှာစားလို့ရင်ဝင်ကြီးဌာနမြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနရဲ့အခန်းဝယ်ယူခွင့်ပြုတဲ့အကြောင်းကြားကိုတူပပြုလုပ်ပြီးငွေကြေးလိမ်လည်တာတွေပြုလုပ်နေတာဖြစ်ပါတယ် ရန်ကုန်လူမျိုးကြီးတွေမှာအိမ်လားကားတွေဈေးကြီးမြင့်မှုကြောင့်တိုက်ခန်းဝယ်လို့သူများစွာရှိနေပြီးအိုးအိမ်ကတိဆောက်ခဲ့တယ်။တံပိုးနေတံပိုးလက်တံပိုးသိမ့်အိမ်ယာတွေကိုဝယ်ယူလို့သူများစွာရှိနေတာဖြစ်ပါတယ်။၎င်းတို့ကိုပြစ်မှတ်ထားပြီးလိန်လေတာဖြစ်တယ်လို့သိရပါတယ်။အခုလိုငွေကြေးတောင်းခံမှာသက်ဆိုင်ရာအိမ်ယာဖွံ့ဖြိုးရေးဌာနကတာဝန်ရှိသူရဲ့လက်မှတ်တွေနဲ့တကွာတိုက်ခန်းရဲ့တံပိုးရဲ့30ရာခိုင်နှုန်းကိုလွှဲပို့ရမယ်ဗန်စင်းတွေကိုပါတခါတည်းထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနယ်အင်အားဖွံ့ဖြိုးမှုဦးစီးဌာနကလည်းအခုလိုအလိန်ခံရတာတွေမရှိအောင်တရှိလိုတာတွေကိုဌာနတို့လူကိုယ်တိုင်လာရောက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်နေပြည်တော်မန္တလေးလမ်းမိုက်အတွက်ယထာလက်မှတ်တွေကိုအွန်လိုင်းစနစ်နဲ့စတင်ဝယ်လို့ရပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်နေပြည်တော်မန္တလေးလမ်းမိုက်အတွက်ယထာလက်မှတ်တွေကိုအွန်လိုင်းစနစ်နဲ့စတင်ဝယ်လို့ရပြီလို့မြမမြင့်ထားထံမှသိရပါတယ်။ အွန်လိုင်းစနစ်နဲ့ယထာလက်မှတ်တွေကိုခီးသွားတာမတိုင်ခင်၅ရက်အလိုကြိုပြီးဝယ်ယူလို့ရရှိနိုင်ပါတယ်။ယထာစီခီးတဲ့တွေအစဉ်ပြေဖို့အခုလိုအွန်လိုင်းစနစ်နဲ့လက်မှတ်တွေဝယ်ယူတာကိုဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့လေရန်ကုန်မန္တလေးခီးစဉ်တွေမှာအွန်လိုင်းစနစ်နဲ့ဝယ်ယူသွားနိုင်ဖို့အစီအစဉ်ပေးမှာဖြစ်တယ်လို့မြမမြထားတာဝန်ရှိသူတူကပြောပါတယ်ရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းအတွက်အွန်လိုင်းစနစ်နဲ့လက်မှတ်တွေကိုခီးသွားမဲ့လူကဖုန်းနဲ့ဆက်သွယ်ပြီး ခီးသွားမိသူရဲ့အမိနိုင်ငံသားစီစီကတ်မှတ်ယထာစီနင်းလိုက်ပါရရဲ့ခရီးစဉ်ယထာအမှတ်တွဲအတန်းစာစာနာတွေကိုချုပ်တင်ဘုတ်ကင်ပြုလုပ်သွားမယ်လို့သိရပါတယ်အဆိုပါအွန်လိုင်းဘုတ်ကင်စနစ်ကိုရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းပြည့်စွက်နေတဲ့အမှတ်ခွန်အမှတ်၈အစုံအမှတ်73အစံအမှတ်32အစုံ DEMU ယထာတွဲတွေနဲ့အမှတ်29အစံအမှတ်28အစုံ အာဘီယထာရဲတွေစင်းနေလိုက်ပါမဲ့ခီးသွားပြည်သူတွေအနေနဲ့ဝေယူသွားနိုင်တယ်လို့သိရပါတယ်။ဆက်လက် တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရေရောက်ကေဘယ်ကြိုးပြတ်တောက်မှုကြောင့် Wi-Fi internet line ပြင်ဆင်ရန်9ရက်မှ9ရက်ထက်ကြာမြင့်နိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်ပါဝင်ချို့ဒေသတွေပေါင်း Wi-Fi internet တွေဆက်လက်ပြတ်တောက်ရရှိပြီးရေရောက်ကေဘယ်ကြိုးပြတ်တောက်မှုကြောင့်ပြင်ဆင်ရန်9ရက်မှ9ရက်ခန့်ကြာမြင့်နိုင်တယ်လို့ပြည်တွင်း Wi-Fi လုပ်ငန်း High Internet ကနိုဝင်ဘာလ3ရက် နက်နက်ပိုင်းမှာအတိပေးဖော်ပြထားတယ်လို့သိရပါတယ်။ရန်ကုန်ပါဝင်အချို့ဒေသမှာ Wi-Fi Internet line များဟာနိုဝင်ဘာလ၁ရက်နေ့မွန်းလပိုင်းမှာစပြီးသုံးစွဲမှုချွေရင်းမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး Internet data များသုံးစွဲမရတော့တဲ့အထိဖြစ်ပေါ်ခဲ့ကာနိုဝင်ဘာလ၃ရက်နေ့လယ်ပိုင်းထိပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။ပြတ်တောက်မှုနဲ့ပတ်သက်ပြီး High Internet ကမြန်မာနိုင်ငံရဲ့ရေရောက်ကေဘယ်အနက် area UMO ပင်လယ်ကျူ submarine cable ချိုးယွင်းမှု ဖြစ်ပေါ်နေပြီးကေဘယ်ကျိုးပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်းသိပေးထားပါတယ်။ထို့သူ Wi-Fi internet line မရသဖြင့်လုပ်ငန်းများမှာအနောက်ရှက်ဖြစ်သွားတဲ့အတွက်တောင်ပန်ကြောင်ဆက်လက်ဖော်ပြထားတဲ့အပြင်ထို့အပြင် Extreme Provider ချိုးယွင်းမှုကြောင့်ရန်ကုန်ပြည်ဦးလင်းမိထီလာမန္တလေးမြို့တို့ရှိမြို့အချို့မှာလည်း line အသုံးပြုရမရခြင်း line နေခြင်းများဖြစ်ပေါ်နိုင်ကြောင်းနဲ့ internet line များပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့လှိုင်းတရားမှာ တဆညပါတီမှာကိုစလဲလောင်းတူကတိုက်ခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နိုင်တရာမှာမကြခင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်ကိုစလဲလောင်းတူကတိုက်ခံရတယ်လို့သိရပါတယ်။ဖြစ်စဉ်မှာနိုဝင်ဘာလ2ရက်မော်လဲ12နိုင်ကမ်းမှာရောင်းတိုင်းဒေသကြီးလိုင်တရာအနောက်ပိုင်းမြို့နယ်အမှတ်16ရပ်ကွက်ကျက်စစ်သားလမ်းပေါ်မှာကိုစလဲလောင်းဥစော်ထက်နဲ့၎င်းမိသားစုဝင်လို့စီးနှင်းလိုက်ပါလာတော့ဗေးရက်ဆိုင်ကယ်ကိုရှင်လင်မန်းဘက်မှမောင်းနေလာတဲ့ကားတစ်စီးမှာတိုက်ခတ်မိခြင်းဖြစ်တယ်လို့သိရပါတယ်။ဖြစ်စဉ်ကြောင့် ဥဇော်ထက်နဲ့၎င်းမိသားစုဝင်2ဦးထိခိုက်ဒဏ်ရာအနှဲငယ်စီရရှိပြီးကျွလွန်သူကဥပဒေနဲ့ညီအမှုဖွင့်ရေးယူထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့တောင်ကြီးတဆောင်းနိုင်မိဘုံပြန်ပွဲတော်မိုးဖြစ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တောင်ကြီးတဆောင်းနိုင်မိဘုံပြန်ပွဲတော်လေးရမြောင်းနေ့မိုးရွာသဖြင့်မိဘုံများလွတ်တွေမရရှိတော့ကြောင်းသိရပါတယ်။နိုဝင်ဘာလ1ရက်ညပိုင်း9:00နာရီကျော်မှာမိုးရွာသဖြင့်လူများပြန်သွားခဲ့ကြောင်းသိရပါတယ်။စိန်နှံပန်းတစ်လုံးသာလွတ်တင်ခဲ့ပြီး ်နောက်ထပ်စိန်နှပန်တလုံးလွတ်တင်ရန်မိုင်းထောင်ပြင်ဆင်ခြင်းဘိုးရသဖြင့်မီးဘုံမြန်တလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ည7:00နာရီအချိန်ထိစောင့်ဆိုင်းခဲ့တော့လေမိုးရွာပြီးညများကျလာသဖြင့်နောက်ထပ်လွတ်တင်ခြင်းမရှိတော့ဘဲရုတ်သိမ်းလိုက်တယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတပုတ်ကတော့မွန်ပြည်နယ်တစောင်းတိုင်းပွဲတော်ကာလအတွင်းစစ်သုံးစီပြက်လက်မှုဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မွန်ပြည်နယ်ရဲ့မြို့တော်မော်လမြိုင်မှာတစောင်းတိုင်းပွဲတော်ကာလအတွင်း စက်သုံးစီဆိုင်အများစုမှာစက်သုံးစီပြက်လက်မှုတွေဖြစ်ပေါ်လာတယ်လို့ဒေသခံတွေကပြောပါတယ်စက်သုံးစီဆိုင်အများစုမှာစက်သုံးစီကိုအရင်ရက်တွေကပုံမှန်တိုင်းရောင်းချပေးနေရနေဒီဇောင်းတိုင်းပွဲတော်ကာလဖြစ်တဲ့အတွက်ရပိုင်းတွင်စက်သုံးစီပြက်လက်ပြီးဝယ်ယူရခက်ခဲတဲ့အခြေအနေနဲ့ကြုံတွေ့လာရတာဖြစ်တယ်လို့သိရပါတယ်မော်လမြိုင်မြို့မော်လမြိုင်မြို့အတွက်92တလီတာကို2900ကျပ်95တလီတာကို3000ကျပ်ဝင်ကျင်တဲ့ ပရီမီယံဒီဇယ်1လီတာကို3200ဝန်းကျင်ဈေးနှုန်းသတ်မှတ်ပေးထားပေမဲ့73စီပြက်လက်တာကြောင့်ဝယ်ယူရအခက်အခဲရှိနေတယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းဒီပုတ်ကတော့အိန္ဒိယနေဆက်မြန်မာစစ်ရှောင်းတွေအိန္ဒိယအတွင်းဘက်ကိုစေဝါကုသခွင့်မပြုတော့ဘူးဆိုတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယမဏိပူရာမြို့နယ်တင်နိုဘယ်ခရိုင်မြန်မာနယ်ဆက်အနီးတစ်နေရာကစစ်ဘေးရှောင်းများကိုအိန္ဒိယအတွင်းဘက်အနီးဆုံးမြို့တစ်မြို့ကိုစေဝါကုသဖို့တောင်းရန်အိန္ဒိယအာတန်ရိုင်ဖယ်တပ်ကခွင့်မပြုဘဲ မြန်မာဘက်ကိုလမ်းညွန်ပေးနေတယ်လို့သိရပါတယ်။အဲ့ဒီဒေတာကစစ်ရှောင်းများကအရေးပေါ်ကျမကြီးကြုံတွေ့လာတဲ့အခါအနည်းဆက်ဆုံးမျိုးဖြစ်တဲ့အိန္ဒိယအတွင်းသို့သွားဖို့ other rifle test scan ကိုသတင်းပို့အကြောင်းကြားပေမယ့်သွားခွင့်မပြုတဲ့အပြင်မြန်မာဘက်ကိုသွားဖို့ပြန်လည်လမ်းညွန်ပေးနေလို့အခက်အခဲတွေဖြစ်နေတယ်လို့သိရပါတယ်။အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စည်ရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။ ားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ခင်ဗျာ။